ချောင်းချောင်းကြီးမင်းဒီနေဝတ်ထားတဲ့အင်ကြီးကြောင့်ကငါကျမနဲ့တိုက်ဝက်လာဟုတ်ပါဘူးအော်မဟုတ်ပါဘူးဗျာဟိုမတော်စားတိုက်ဆိုင်သွားတာပါကြည့်လို့နော်ကြည့်လို့နော်အကိုတွေရှိရနော်အကိုလေးဘာရှာပြောနေတာလဲဩဘာမှမဟုတ်ပါဘူးမပကြောင်းကြီးစိတ်မကောင်းဖြစ်သွားမှာဆိုလို့ပြောပေးနေတယ် ူပကြီးကောင်လို့ခေါ်ရင်ဘသူကောင်ကိုမျက်လုံးထဲမှာမြင်နေလို့သူ့ကိုပကြောင်ကြီးသွေးပြောင်းခေါ်ခိုင်းတာပေါ့ဆိုတော့ကိုရီးယားနာမည်လို့ဖြစ်သွားတာအဲ့လိုအဲ့လိုမျိုးလေးပါဇက်ဇက်ကားထဲမှာအဲ့ဒိုင်ယယ်လို့လေးနဲ့အဲ့ဇက်ကွက်ကလေးကပါအဲပကြောင်ကြီးဖြစ်နေတယ်ဒီကားလေးကအဲ့တော့ဇက်ကားထဲမှာလဲတာနောက်နောက်တဲ့စကလုံးသူကပကြီးရတဲ့လူဆိုတော့လေပကြီးဆရာလို့မခေါ်ခိုင်းတော့သူ့ကိုပကြီးကောင်သွေးခေါ်ဒီကောင်လို့ခေါ်တော့သူကဟိုပါတော့ကျွန်တော်တို့ဘဒူဘဒူကောင်လေးရှိရလေ ိုးရင်နားရယ်အဲအဲ့လိုသူငငယ်တော့အเจ้าနေတော့ဘဒူကောင်အတုတ်ခံရတော့သူကဘဒူပကြီးကောင်လို့ခေါ်ရယ်ဘဒူကောင်ကိုမျက်လုံးထဲမှာမြင်နေလို့သူ့ကိုဗကြောင်ကြီးဆွေးပြောင်းခေါ်ခိုင်းတာပေါ့အဲ့တော့ကိုရီးယားနာမည်လေးဖြစ်သွားတယ်။အဲ့လိုအဲ့လိုမျိုးလေးပါ။ဇက်ဇက်ကားလေးမှာအဲ့ဒိုင်ယားလိုလေးနဲ့အဲ့ဇက်ကွက်လေးကပါ။အဲ့အကြောင်းကြီးဖြစ်နေတယ်ဒီကားလေးက။အကြောင်းကြီးကသဘောကျပါလေ။အဲ့ဒါဆိုနည်းနားထဲမှာနည်းဟိုကိုရီးယားနာမည်လေးဆိုလေ။နည်းပြဆမ်းနေမလားပေါ့နော်ပြိဿတ် ကျွန်တော်တို့ကဟိုစောင်းရွက်ကြေးကလေးကကျွန်တော်ကိုရီးယားဆန်လေပထမအာ generation တွေအကြည့်ဟုတ်ကဲ့ဒါကို၃ယောက်ကလည်းတကယ်ကိုပေါ့နော်သူကဒီညီမလေးကိုအရင်အချစ်ကြီးပြီးတော့ပေါ့နော်ဘယ်လိုခုံလဲဆိုတော့အုံမိုးထားတာညီမလေးနားကိုဘယ်လိုမှကတ်လို့မရဘူးအဲ့အဲ့အာဒါချင်းကဲတဲ့ character လေးပေါ့ချင်းကဲချင်းကဲတဲ့ character လေးကဘယ်လိုလဲဆိုတော့၆တခါ၆တလဲပေါ့နော်၆တခါ၆တလဲဆိုတာဒီခါလေးကြာရင် ဘယ်ပုံလဲဆိုတော့ဒီရီကိုသုံးယောက်ရဲ့စိတ်ကိုတိအောင်လောက်ရတာလေးတွေကစိတ်ဝင်စားစရာလေးကောင်းတယ်။ဒီကတော့ဒီကားထဲမှာတော်တော်များများကဒါဒရိုက်တာရဲ့ production ရဲ့အလိုအလိုကြလိုကြဆိုတာကတော့ကျွန်တော်တို့ဒီကားကတော့ကျွန်တော်အနေနဲ့အများကြီးဟိုပေါ့နော်ဒီကားမှာတောင်းဆိုတာကဘာမှမရှိဘူးကျွန်တော်တတ်နိုင်ဆုံးပေါ့နော် character တစ်ခုအနေနေရာကနေပြီးတော့မှဒီဇာလန်းလေးကိုကျွန်တော်အားဖြည့်တဲ့သဘောမျိုးနဲ့ဒီကားလေးကိုအဓိကရိုက်ထားတာပေါ့နော်ဒီကားတော့ ဒီရုပ်ရှင်ဇာကာဇလန်းကောင်းတစ်ခုကိုကြည့်စေခြင်းနဲ့ရည်ရချက်နောက်ပြီးတော့ဒီကားထဲမှာဒီ character မှာကိုပေါင်ဝင်လိုက်တဲ့အလျောက်ပေါ့နော်ဒီဒီဇက်ဒီ character လေးဒီအဲကိုနဲ့အဲမသားလေးပေါ့နော်ပြိတ္တနဲ့ကိုနဲ့ကြားထဲမှာအမတ်တရလည်းရှိနေနိုင်တဲ့ဟိုပါပေါ့နော် character လေးတစ်ခုအာဇလန်းအရည်ရချက်လေးတစ်ခုကိုဒါတိဆောက်ထားတာဆိုတော့ကိုပေါင်ပြီးတော့မှကျွန်တော်တို့ဒါရိုက်ကူးထားတာပေါ့အဓိကတော့ leader role ဒီဒါရိုးကြီးကိုကျွန်တော်တို့ကမိန်အဲရိုးကြီးတစ်ခုကိုတော့တည်ထားတာမဟုတ်ပဲねဇက်ကောင်ဇက်ကောင်တွေကိုဇက်ကောင်တယောက်ချင်းတယောက်ချင်းဒီရဲ့ဇက်ကောင်တွေကိုပူပေါင်းပြီးတော့မှဒီဇက်အိမ်ဖွဲ့ထားတာဖြစ်တဲ့အခါကျတော့ဒီဇက်လန်းလေးကဟိုပို့ပြီးတော့လည်းဟိုပြိတ္တအနေနဲ့เนาะဟိုကြီးကြီးစရာတောင်းလေးတွေတော်တော်များတယ်ပေါ့เนาะအဲဒီ character တယောက်စီတယောက်စီတိုင်းရဲ့အားလေးတွေရှိတဲ့အခါကျတော့ဒီကားလေးက ပြည်သက်လည်းပို့ပြီးတော့စိတ်ဝင်စားမှုရနေရလို့မြင်ပါတယ်ခင်ဗျာ။ဒါပေါ်ဒီလိုဒီလိုဇလန်းမျိုးလေးတွေကကြတော့လေကျွန်တော်တို့အရင်တုန်းကလည်းအများကြီးတော့ကျွန်တော်ရိုက်ဘူးပါတယ်။ဒါပေမဲ့လည်းဒီဇလန်းကကြတော့မထင်မှတ်တဲ့ဇက်ရဲ့အချို့အခွေလေးတွေပါတယ်။နောက်တစ်ခုကကြတော့ဟိုဟာချစ်ချင်းမြတ်တာကိုတစ်မျိုးလေးပေါ့နော်။ကျွန်တော်တို့ဟိုဇက်ကိုဖတ်လိုက်ကြတဲ့ကဒေဥဆောင်ရင်လည်းစိတ်ဖြစ်တယ်ဆိုတော့ဒီလိုကြကြကုကင်လိုင်းကလည်းဒီလို ကောမဒီလိုင်းကိုရိုက်တဲ့လူတယောက်အနေနဲ့ဒီလို romance drama လိုမျိုး light drama လိုမျိုးသူကရိုက်ချင်တယ်ဆိုရဲပါတယ်ပြိတ္တတက်လဲတာအသေးစားကိုဖြစ်မှာပေါ့နော်နောက်ပြီးတော့သူ့ရဲ့နုပညာဒီ directing ပညာကိုလည်းယုံကြည်ကြတယ်ဆိုတော့အဲ့ဒါခက်တာပေါ့ဒီမှာယုံယုံပြတဲ့အခါကျရင်သိပါလိမ့်မယ်တော်တော်လေးခက်ခဲပါတယ်ဟိုမျက်တောင်မခက်ပဲနဲ့အဲ့လိုမျိုးပေါ့နော်ဟိုတေးဥဆောင်ပါတယ်ဆက်ဝင်ခိုင်းတာပါတယ်အဲအကုန်လုံးကဒါတေးဥဆောင် လေဆိုတာတဲ့ကိုပို့လို့มาတယ်ဘာဆိုတော့လေဒီကားလေးကကျွန်တော်ထင်တယ်ဟိုပုံမှန်ကားတွေထက်ပို့ပြီးတော့တောင်မှသူတို့အယုံပို့ပြီးတော့စိုက်ကြသလားပေါ့နော်နောက်တစ်ခုကကြတော့ဟိုစီးတွေကဟိုခဏခဏပြန်ရေးရတဲ့စီးတွေတိတ်မရှိဘူးအော်သူကဟိုပါပေါ့ရိုက်ပြီဆိုတာနဲ့အကုန်လုံးအဝင်ဝင်ကြဖြစ်နေကြတယ်ပေါ့နော်ဆိုတော့ character ရဲ့စီးမျိုးမှုတွေအရင်ကောင်းတယ်ဟိုအဲ့ဒါကကြတော့ဇကာကြီးမှပုံပေါ်လာမဲ့ဟာလေးတွေပေါ့နော်ဟိုပါပေါ့ဇကာလေးကတော့ရသဆုံးဇကာလေးလို့ပဲ ပရိသတ်နေတယ်ပရိသတ်ကိုတည်သားစေချင်တာပေါ့ဥမာကောမဒီ line တစ်ခုလည်းမဟုတ်ဘူးကျွန်တော်တို့ live drama 928ကိုအတိကပုံပေါ်ထားတယ်ပေါ့အဲ့ဒါကိုမှလုံလုံကျူးကျူး928မြစ်တာကိုလုံလုံလုံကျူးသွားတဲ့အချိန်မှာဘေးထွက်ဆိုးကျိုးတွေဖြစ်တတ်တယ်ဆိုတဲ့အကြောင်းအရာလေးကလည်းဒီစကားကလည်းပေးထားတယ်ပါပေါ်ဒါခင်လိုင်းရဲ့နောက်မှာဒါဉာဏ်ကြီးရှင်ဆိုပြီးတော့သူထည့်ထားတယ်လေအဲ့ဒါကဒီကားမှာမြင်ရမှာပေါ့အဓိကတော့ကျွန်တော်တို့ကဘယ်လိုဖော်မလဲဆိုတော့ ဟိုတချင်းပေါ့တချင်းကိုကျွန်တော်က professional အဲလမ်းကြောင်းပေါ်မှာရှိတဲ့လူမဟုတ်ဘူးပေါ့ကွာကျွန်တော်တို့ကတော့တချင်းဆိုတာတက်ကိုကျွန်တော်ကနှလုံးသားကိုဦးစားပေးရတာဒီကားလေးထဲမှာကျွန်တော်တို့ကဇက်ကောင်ရဲ့ခံစားမှုကိုကျွန်တော်တို့ကထည့်ပြီးတော့ကျွန်တော်ကဒီတချင်းကိုဖန်ပြရတာဒါကြောင့်မလို့ဒီဇက်ကောင်ရဲ့ ီမိုရှင်ဇက်ကောင်ရဲ့ခံစားမှုတွေကပိုပြီးတော့ပါတယ်လို့ထင်တယ်။ဒီကမှာကတော့ဒီပြိသက်စိတ်ဝင်စားနေလို့ပဲကျွန်တော်တို့ကစိတ်ဝင်စားတာလည်းပုံလုံနဲ့ဆက်ရက်အလှည့်ပြောင်းလေးတွေလည်းရှိပါတယ်။ဒါကြောင့်မို့ရုံနေတဲ့အချိန်မှာလာတော့အားပေးပါဖို့လိုရဲ့ဖိတ်ခေါ်ချင်ပါတယ်။